ီလူကငားအေခုံတွေကိုအချောက်ခံဖို့တေသားပြတစ်ခုကိုဖြန့်ခင်းနေပါတယ်။တကယ်တော့ဒီငားအေခုံတွေကိုကြော်စားဖို့ဖြန့်ခင်းနေတာမဟုတ်ပါဘူး။အဝေးချုပ်ဝေးဖို့ပဲဖြစ်ပါတယ်။ဒါဟာဝေးလံခေါင်တီးလာတဲ့တရုတ်ပြည်မြောက်ပိုင်းကမျိုးနွယ်စုတွေရဲ့ဓလေ့တစ်ခုလို့ပြောရမှာပါ။သူတို့ကအေးခဲနေတဲ့စောင်းတွေမှာဆိုရင်တော့တလိဆန်တွေရဲ့သားမွေးတွေကိုအမိပြုပြီးတော့အနှွေးထက်ရအောင်လို့စူးစမ်းကြပါတယ်။ဒါပေမဲ့လည်းနှွေးရာသီကိုရောက်လာတဲ့အခါမှာတော့သားမွေးတွေကဝေးလို့အဆင်မပြေတော့ပါဘူး။ ဒါကြောင့်သူတို့ကနွေရာသီမှာအေးအေးလူလူဖြစ်အောင်လို့ပန်းမွေးတွေအစားငားအေးကုံကိုပြောင်းပြီးတော့ဝတ်ဆင်ကြပါတယ်။အံဩဖို့ကောင်းတာကငားအေးကုံမှာပါတဲ့သဘာဝအစီတမျိုးပါ။အလိုအလျောက်ရေဆိုးခံတာကြောင့်မိုးကအနေနဲ့တော့အသုံးပြုလို့ရတယ်လို့သိရပါတယ်။ဒါအပြင်ငားတွေရဲ့အကျေးကုံတွေကတစ်ကောင်းနဲ့တစ်ကောင်းပုံစံမတူတာကြောင့်အဝိ့ကိုအလှဆင်ပြီးသားတောင်ဖြစ်နေပါသေးတယ်။ဒါပေမဲ့ဒီလိုမျိုးတလိမ့်ဆန်တွေကရတဲ့အရေးပုံတွေတားမွေးတွေကအညီနဲ့မနန်ဘူးလားဆိုတာကတော့သေချာပြောလို့မရပါဘူး။ ပိသက်ကြီးတို့ဆိုရင်ဒီလိုငားရည်ကုန်နဲ့လှုပ်ထားတဲ့အဝတ်ကိုဝေ့ကြမှာလားဆိုတာပြပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ကြည့်ပါတယ်ရှင်မသေးခင်တစ်ခေါက်လောက်သွားကြည့်တဲ့ရေပေါ်စားတော့စားဒီအမျိုးသားကစားတော့စရာတွေကိုဗန်းကြီးနဲ့အပြည့်တည်ပြီးရေထဲကိုဆင်းသွားခဲ့ပါတယ်သူ့ရဲ့ကိုယ်လုံးတစ်ဝက်လောက်ထိနဲ့တဲ့ရေထဲစားတော့စရာတွေတည်ပြီးဘေးကိုသွားလဲသိကြပါသလားဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်ပါအမှန်တော့ဒီအမျိုးသားကရေပေါ်စားတော့ဆိုင်မှာအလုပ်လုပ်နေတာပါ ရေပေါ်ဘောလုံးပေါ်နေတဲ့အစားအသောက်တွေနဲ့တဲခင်းအိတ်ခံတဲ့နေရာအများစုကိုတော့ရေကူးကန်တွေမှာပဲတွေ့ဘူးကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီရေပေါ်စားသောက်ဆိုင်ကရေကူးကန်မှာတည်ရှိတာမဟုတ်ဘဲပင်လယ်ကမ်းခြေမှာဖွင့်လှစ်ထားတာပါ။ဒီအချက်ကြောင့်ပဲရေပေါ်စားသောက်ဆိုင်ကလူတည်များကြော်ကြပြီးတော့ခီးသွွားဧည့်သည်တွေထောင်ထဲချီလာရောက်လည်ပတ်ကြပါတယ်။ပိတ်ရက်တွေဆိုရင်ဝိုင်းနေရမြအောင်ကိုလူစီကားလွန်လာပါတယ်။ပင်လယ်ထဲမှာထိုင်ပြီးအရသာရှိတဲ့အစားအသောက်တွေကိုစားရတဲ့ခံစားချက်ကလည်းတမူထူးကြလို့နေပါတယ်။ တင်အစားစားနေရင်လည်းဘေးနားမှာငါးတင်းတင်းလေးကူးခတ်သွားလာနေတာကိုတွေ့မြင်ရမှာပါ။အစားအစာတွေကဈေးကြီးပဲလေဒီလိုလာတဲ့ဧည့်သည်တွေကတော့ဈေးကြီးတာကိုခယူးမဆိုင်ကြပါဘူး။ဒီလိုစမ်းကြတဲ့ခံစားမှုအသင်မျိုးကိုစူးစမ်းကျင်ကြတာကြောင့်ပါ။ရတာရှိတဲ့အစားအသောက်တွေစားသုံးရင်လည်းသဘာဝအလောက်ကိုအပြည့်အဝခံစားနိုင်မှာဖြစ်လို့မဖြစ်မနေသွားလေတဲ့နေရာတစ်ခုပါပြည့်သက်ကြည့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကျေးနီနဲ့လုတ်တဲ့မိင်္ဂလာဆောင်ဖေးစား ရှေးခေတုန်းကတရုတ်နိုင်ငံမဖွံ့ဖြိုးသေးတဲ့ကာလမှာဖိစာတွေကိုဘာနဲ့လုပ်ပြီးဖိကြလဲဆိုတာသိပါသလားပြည်သက်ကြီးဘလို့ပဲနီးပညာမခွင့်မျိုးသေးတဲ့ခေတ်ဖြစ်ဖြစ်တရုတ်လူမျိုးတွေကတော့ဉာဏ်ကောင်းပြီးနှာတစ်ဖြားတန်နေခဲ့ပါတယ်။မင်္ဂလာဆောင်တွေမှာစက်ကူဖိစာတွေကိုပုံမှန်လာလေးတွေနဲ့ပုံဖော်တဲ့ခေတ်မတိုင်ခင်ကတရုတ်တွေကကျင်းညီကိုဖိစာအဖြစ်အသုံးပြုခဲ့ကြပါတယ်။ကျင်းညီကိုပါးရွာပြီးဖျက်ရလွယ်တဲ့အနေအထားဖြစ်အောင်အငင်းဆုံးပြုလုပ်ရပါတယ်။ကဲကျေးကြီးစားနဲ့ကျင်းညီပြားတွေကိုအစီအီညှက်ရပါတယ်။ပြည်ပြီဆိုရင်တော့ဉာဏ်ကြီးရှင်တို့ရဲ့ဖိစာလုပ်တဲ့လုပ်ငန်းစဉ်စပါပြီ။ ဖိတ်စာတဲ့ပါစီခြင်းတဲ့စာလုံးတွေကိုကြောက်ပြားပေါ်အရင်ထွင်လိုက်ကြပါတယ်။ပြီးရင်တော့ပိုင်းဖြတ်ထားတဲ့ကြီးနီးပြားတွေကိုကြောက်ပြားပေါ်တင်ပြီးအပေါ်ကနေတူနဲ့တစ်ချက်ချင်းထုလိုက်ရုံပါပဲ။ဒီလိုလုံးမှသာကြီးနီးပြားပေါ်မှာစာလုံးတွေကပုံစံတကျပုံပေါ်လာမှာပါ။စာလုံးတွေဒီမှာပဲဖိတ်စာကိုလှလှလေးဖြစ်စေဖို့အတွက်ပန်းပုံ၊ကနုတ်ပုံတွေကိုပါပုံဖော်လို့ရပါသေးတယ်။ကြည့်ရတာလွယ်ပေမဲ့ပညာသားပါပါနဲ့ဟဲချက်ညီညီထုလုပ်နိုင်မှပဲပုံမှန်ကားတဲ့ဖိတ်စာတစ်ချက်ကိုရရှိမှာပါ။ ဒီလိုကျင်းနီဖိဆာတွေကအရင်ခေတ်ကတည်းကရှိခဲ့ပေမဲ့ဒီနှစ်ခေတ်လိုအဆက်ဆက်ရရတိုးတက်နေတဲ့ခေတ်ကြီးမှာလည်းကျင်းနီဖိဆာပြုလုပ်ပြီးအသက်မွေးနေကြတဲ့သူတွေရှိနေသေးပါပဲဗီဒီယိုလေးကိုအဆုံးမကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်